နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလ3ရက်စနေနေ့ ိပိဩဝါဒစာခန်းကြီး၁ခန်းငယ်၁၁မှ၁၈ငါ၌ရသောအမှုရာတို့သည်ဧဝံဂေလိတရားကိုမမြစ်တားသည်သာမကပြုစုရာဖြစ်သည်ဟုသင်တို့သိစေခြင်းကငါအလိုရှိ၏ထို့သောသောအဖြစ်ခရစ်တော်ကြောင့်ငါခံရသောချီးနှောင်ခြင်းအမှုရာသည်နန်းတော်၌အနှံ့ပြားထင်ရှားသည်သာမက ခတ်သိမ်းသောအရ၌ထင်ရှား၏သခင်ဖျား၌ညီအကို အများတို့သည် ငါခံရသောချီနောက်ခြင်းကြောင့်ယုံမားသောစိတ်နှင့်ကင်းလွတ်၍ကြောက်ရွံ့ခြင်းမရှိပဲနှုတ်ကပတ်တရားတော်ကိုတာ၍ဟောပြောဝန်ကြ၏လူချို့တို့သည်ညူဆူရန်တွေ့သောသဘောနှင့်ခရစ်တော်၏တရားကိုဟောပြောကြ၏အချို့တို့သည်စေနာစိတ်နှင့်ဟောပြောကြ၏ငါသည်ဧဝံဂေလိတရားကိုထောက်မဖို့ရာခန့်ထားတော်သူဖြစ်ကြောင်းကိုဤသူတို့သည်သိ၍ခရစ်တော်၏တရားကိုမေတ္တာစိတ်နှင့်ဟောပြောကြ၏ ထိုသူတို့သည်ကြည်ဖြူသောစိတ်မရှိချီနောင်ခြင်းကိုငါခံရသည်တွင်တာ၍စင်းရင်စီမည်ဟုအကြံရှိ၍ယံတွေ့ခြင်းသောစိတ်နှင့်ဟောပြောကြ၏တို့ဖြစ်၍အဘယ်သို့နည်းပြုတ်ဝဲ၍ဟောပြောသည်ဖြစ်စီတစ္ဆာရှိ၍ဟောပြောသည်ဖြစ်စီအဘယ်သို့သောအဖြစ်ဟောပြောသည်ဖြစ်စီခရစ်တော်၏တရားကိုဟောပြောခြင်းရှိ၏ထိုအကြောင်းကြောင့်ငါသည်ယခုဝမ်းမြောက်၏ ငါ၌ရောက်သောအမှုအရာတို့သည်ဧဝံဂေလိတရားကိုပြုစုရာဖြစ်သည်ဟု သင်တို့သိစေခြင်းဟာငါအလိုရှိ၏ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အခန်းငယ်32ဖိယသခင်၏အမြင်2018ခုနှစ်တွင်တရားဟောဆရာတန်ဖလစ်ပင်သည်စပိန်မတော်တဆမှုကြောင့်တင်ပဆောင်အယိုးအဲ့၍ဆေးရုံတက်ခဲ့ရသည် ဆရာဝန်များကခေါင်းထိခိုက်မှုရှိမရှိသိရရန်သူ့ခေါင်းကို CT scan ဖတ်ကြည့်သောအခါသူ့အုံနောက်ရှေ့တွင် ကြီးမားသောအချိတ်ဆိုးတစ်ခုကိုဆရာဝန်များတွေ့ခဲ့သည်ထို့သို့တွေ့ရှိပြီးနောက်နောက်ထပ်အချိတ်ငယ်များကိုပါ တွေ့ခဲ့ပြီးအယိုးချင်းစီအစားထိုးခြင်းအပါအဝင် များပြားသောကုသမှုများကို ခံယူခဲ့ရသည်သူ့အုံနောက်အချိတ်ကိုရှာတွေ့ရန်ဖျားသခင်က ထိုမတော်တဆမှုကို ဖြစ်ခွင့်ပေးခဲ့ခြင်းဟုဖလစ်ပင်ကယုံကြည်သည်ဖျားသခင်သည်ဘုန်းတော်ထင်ရှားရန်အတွက်မတော်တဆမှုများနှင့်အခြားဒုက္ခအခက်အခဲများကိုအသုံးပြုနိုင်ကြောင်းရှင်ပေါလုကဖိလိပ္ပိအသင်းသားများအားပြောခဲ့ပါသည်တမန်တော်ကြီးသည်ယောမဧကရစ်နီရိုရှေ့တွင် တရားစီရင်ခံရရန်စောင့်ဆိုင်းရင်းအကျဉ်းကျနေခဲ့သည်ဝန်နေရမည်အစားရှင်ပေါလုဝမ်းမြောက်ခဲ့သည် သူမြည်ခဲ့သို့ပျော်ရွှင်နိုင်သည်။ခရစ်တော်ကြောင့်ခံရသောချီးနှောင်ခြင်းအမှုအရာကို ရှင်ဘောလူကအခွင့်ဒူးအဖြစ်မြင်ခဲ့ပြီးသူ၏ဒုက္ခဆင်းရဲကိုဘုရားသခင်၏အမြင်မှကြည်ကာငါ၌ရောက်သောအမှုအရာတို့သည်အေဝံဂေလိတရားကို ပြုစုရာဖြစ်သည်ဟု ဆိုခဲ့သည်။ရှင်ဘောလူကသူအကျဉ်းချခံရခြင်းကိုအခွင့်အရေးအဖြစ် အသုံးပြုကာအကျဉ်းဆောင်တို့ကိုတည်င်းကောင်း ဝေငှခဲ့သည်။သူချုံနောင်ခံရစဉ် ခရစ်တော်ဤသတင်းကောင်းကိုဟောကြားခဲ့ပြီးသူဤပုံသက်တဲ့ကြောင့်အခြားသောယုံကြည်သူများက ကြောက်ရွံ့ခြင်းမရှိဘဲနှုတ်ကပတ်တော်တရားတော်ကိုတာ၍ဟောပြောဝင့်ခဲ့ကြပါသည်။ဆင်းရဲဒုက္ခများကြုံရသောအခါဖျားသခင်၏အမြင်ကိုယုံကြည်စိတ်ချကြပါစို့။ဖျားသခင်သည်ခက်ခဲကြံတန်းသောအရာမှပင် ကောင်းမွန်သောအရာတစ်ခုခုကို ဆောင်ကျင်းပေးနိုင်ပြီဟုယုံကြည်ကြပါစို့။ တတလောကြုံခဲ့ရသည့်ခက်ခဲသောအခြေအနေကိုတင်မြီကဲ့သို့တုံ့ပြန်ခဲ့သည်နီဖျားသခင်ဘက်မှ အမြင်ကိုတင်မြီကဲ့သို့ခံယူနိုင်မည်နီအဆုံးတွင် ကောင်းကျိုးဖြစ်လာရန်ဖျားသခင်စီမံနေသည်ကိုတင်မြီကဲ့သို့မြင်နိုင်သည်နီကောင်းငင်ဘုံရှင်အဖဖျားကျွန်ုပ်ဘဝတည်းတွင်အဖ၏အလိုတော်ဖြစ်စေရန်ကျွန်ုပ်၏ခက်ခဲသော အခိုက်အတန့်များကို အသုံးပြုတော်မူပါ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။